လက်ရှိပြသနေတဲ့ DRA ဆိုတဲ့ဇာတ်လမ်းမှာအတိတ်ကစဆောင်အဖြစ်ပါဝင်သေးဆောင်ထားတဲ့မင်းသမီးလေးဂင်ယူကြောင့်ဟာငယ်စဉ်ကတည်းကအမှုပညာနယ်ပယ်မှာလောက်ကင်လာခဲ့တဲ့ကလေးတယောက်ဆောင်ဟောင်းတအူးဖြစ်တဲ့အလျောင်းသူမရဲ့အမှုပညာတက်တန်းဟာအရင်ရှည်လျားပြီးတော့အတွေ့အကြုံများတဲ့မင်းသမီးတက်လဲပြီးပြီအခုမှပြသလာတဲ့ DRA ဆိုတဲ့တက်ထည့်ရမှုဇာတ်လမ်းထဲမှာဘတ်အာချန်ဆိုတဲ့ဘီလီမာလီစာရုပ်နဲ့အမှုပညာနယ်ပယ်ကိုပေါ်လောက်ရိုက်သွားစေခဲ့ပြီးတော့သူမရဲ့အရင်စာရုပ်တွင်နဲ့မတူဘဲပြောင်းလဲထားတဲ့ဓာတ်ဆိုင်တယောက်ဆောင်မှုတွေကြောင့်ပြည်သက်တွေရဲ့စိတ်ဝင်စားမှုကိုအကြီးအကျယ်ရရှိထားပါတယ် ဒီကားဟာသူမရဲ့တယောက်ဆောင်တက်တက်မှာအပြောင်းလဲအကြီးဆုံးနဲ့စိန်ခေါ်မှုအရှိဆုံးဇာတ်ရုပ်တွေထဲကတစ်ခုဖြစ်ခဲ့ပြီးတော့သူလုံနိုင်နေဆိုတဲ့ပုံစံမျိုးနဲ့ပြန်လာခဲ့ပြီးတော့စောင်းကန်တဲ့ My Demon Drama ပြီးနောက် My Sa Campaign နဲ့ပြန်လာခဲ့တာပါသူမဟာ2003ခုနှစ်အသက်၄နှစ်အရွယ်လောက်မှာကြောင်ညာမော်တဲ့အဖြစ်သူပညာလောကတွေကိုစတင်ဝင်ရောက်ခဲ့ပြီးကလေးတယောက်ဆောင်ဘဝမှာကလေးကနာမည်ကြီးဇာလံတွေရုပ်ရှင်များစွာမှာအဓိကဇာတ်ဆောင်တွေရဲ့ငယ်ဘဝဇာတ်ရုပ်တွေအဖြစ်ပါဝင်တယောက်ဆောင်ခဲ့ရပြီးတော့ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိခဲ့တဲ့ကောင်မလေးပါ ဒီလိုမျိုးငယ်စဉ်ကတည်းကရိုက်ကူးခဲ့တဲ့အတွေ့အကြုံတွေကြောင့်လက်ရှိမှာလဲသူမဟာထိတ်တန့်မင်းသမီးတက်လက်အဖြစ်ရပ်တည်နေနိုင်တာပဲဖြစ်ပါတယ်ခင်ဗျာသူ့အမှုပညာတက်တန်းတခြားအချွေအေးပစ္စည်းလေးတောင်တရင်မထွက်ခဲ့လို့သူမရဲ့အမှုပညာတက်တန်းတခြားလုံးမှာအလွန်ကိုသိခါရှိတဲ့ပြည့်မှုကောင်းတဲ့အရှုံရှင်းကင်းတဲ့မင်းသမီးတက်လက်အဖြစ်ကြော်ကြပါတယ်ခင်ဗျာအသက်၄နှစ်အရွယ်ကတည်းကစတင်ခဲ့ပြီးတော့နှစ်ပေါင်း၂၀ကျော်ကြာတဲ့အထိအမှုပညာတက်တန်းမှာ professional ကြကြလုပ်ကိုင်ခဲ့ပြီးဒီလိုကလေးပွားကတည်းကလူအများရဲ့စောင့်ကြည့်မှုကိုခံခဲ့ရပေမဲ့လေသူမဟာအမြဲတမ်းသူ့ရဲ့အင်းမင်းနဲ့ပုံရိပ်ကောင်းကိုထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်ခင်ဗျာ သူမဟာနှုတ်ပညာနယ်ပယ်ထဲမှာရင်ကျေးပြုံငါပြီးတော့အလုပ်ကိုလေးစားသူအဖြစ်လောဘကိုင်းဘက်တူရဲ့ချီချိုးချင်းကိုလည်းအမြဲတမ်းခံရလိရှိတဲ့အပြင်မီဒီယာတွေ့ဆုံပွဲတွေနဲ့အင်တာဗျူးတွေမှာဆိုရင်လည်းဂုံပုတ်ကိုကြီးမားသူအဖြစ်အမြဲတမ်းဖော်ပြခံရသူလေးပါ